Mingla wa Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်ကစစ်ကောင်စီတပ်နဲ့အရခတ်တပ်တော်တို့နှစ်ဖက်တိုက်ပွဲမှာအမ်းမြုံမှာရှိတဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘခနဲ့ဂိုက်တရားကန်အကွာကိုရောက်ရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုဝန်းရံထားတဲ့အရန်တပ်ဆက်ခန်းများကိုအရခတ်တပ်တော်ကအချိန်မြင့်ပြီးထိုးစစ်ဆင်လျက်ရှိနေပြီးတော့မနေ့ကအော်တိုဘာလ23ရက်နေ့ညနေပိုင်းအထိကိုနဘခရဲ့အရန်တပ်ဆက်ခန်းတွေကအမြောက်တပ်ကိုတိုက်ခိုက်နေ ကြောင်းစစ်ရေးသတင်းရင်းမြစ်တူကပြောပါရယ်အမြောက်တပ်ကိုတိုက်နေကြပြီအမြောက်တပ်နားမှာပဲစစ်တပ်နဲ့ထောက်ပို့တပ်တွေလည်းရှိနေတယ်အခုတိုက်ပွဲကနဘခနဲ့ဂိုက်တရာလောက်ပဲအကွာအဝေးရှိတော့တယ်လို့ပြောဆိုထားပါရယ်အန်တိုက်ပွဲမှာစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူမှုဇက်တိုက်ပြုတ်လုံနေတော့လေတိုင်းဌာနချုပ်နဲ့အလွန်နီးကပ်လာတဲ့အတွက်လေကြောင်းပစ်ကူမှုတွေညှော်နေသွားတယ်လို့အန်ဒေတာကတူကပြောပါရယ်တိုက်ပွဲကတိုင်းဌာနချုပ်နဲ့တိတ်မဝေးတော့ လေချောင်းပြစ်ကူတာတွေလည်းတိတ်မလုံနိုင်တော့တာကိုတွေ့ရတယ်မနေ့ကဆိုလုံးဝနှီးပါလေချောင်းပြစ်ခတ်မှုမရှိခဲ့ဘူးတိုက်လေရင်တွေကအပေါ်မှာပဲတဝဲလေလေတော့ရှိနေကြတယ်လို့ပြောဆိုထားပါတယ်အမ်းမြိုနယ်ကစစ်ကောင်စီရဲ့တောဟိန်တောင်ပြူဟာစေချောင်းပြူဟာမဲတောင်ပြူဟာနဲ့နဘခကိုကာယံထားတဲ့တပ်စခန်းတချို့ကိုလည်းအေအေကသိမ့်ပိုက်ထားတယ်လို့သိရပါတယ်ဒါအပြင်အမ်းမြိုလေရင်ကွင်းကိုစစ်ကောင်စီရဲ့လေရင်များလုံးဝအသုံးပြုလို့မရနိုင်စေရန်အေအေကဝိုင်းရံပိတ်ဆို့ပြစ်ခတ်နေပြီးတော့စစ်ကောင်စီဟာအမ်းလေရင်ကွင်းကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့အနေအထားရှိကြောင်းစီးရဲတရင်ရဲ့မြင်များကပြောဆိုကြပါတယ် အမ်းမြောင်တွေကစစ်ကောင်စီရဲ့တပ်စခန်းများကိုပြီးခဲ့တဲ့မတ်လကစပြီးတော့ AA ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့နိုဝင်ဘာလမှာတိုက်ပွဲတွေပြင်းထန်နေကလက်ရှိနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အထိကိုထိုးပေါက်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အမ်းမြောင်ကံအများစုဟာပြီးခဲ့တဲ့လပိုင်းကလေးကမြို့ကနေတိမ်းရှောင်ခဲ့ကြပြီးဖြစ်တော့လဲတချို့မှာမြို့တွင်းမှာကြံရစ်ခဲ့ရမှာလက်ရှိတိုက်ပွဲအတွင်းမှာပိတ်မိနေပြီးစားနဲ့ရိတ်ခါများလဲချက်တဲလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကလေးမြို့မှာအော်တိုဘားလ22ရက်နေ့ညနေပိုင်းကကလေးမြို့အထွတ်စစ်တပ်စစ်ဆေးဂိတ်မှာတာဝန်ကျနေတဲ့ပြူစောတီတအူတနက်နဲ့မိမိကိုယ်ကိုအဆုံးစီရင်ပြီးတော့တက်တည်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြို့ရဲ့တောင်ဘက်ဖောင်ကူးဒရားမှာတက်တည်သွားတာဘာကြောင့်လဲဆိုတာတော့မသိရဘူးလို့ကလေးမြို့ကန်တူကပြောပါတယ်။ကလေးမြို့မှာစစ်ကောင်စီကပြည်သူတွေကိုရှောင်တခင်စစ်ဆေးတာရက်ွက်ထေးတဲကိုဝင်စစ်တာဂိတ်ဆောင်သားတွေအပါအဝင်စစ်ကြောင်းထိုးတာတွေအထိပြူစောတီတွေကိုအတုံးချနေတာလည်းဖြစ်တယ်လို့သိရပါတယ်။ စစ်သားတွေထက်ကိုပိုကြောက်ရတဲ့ကောင်တွေလို့ပြူစောတိတွေနဲ့ပတ်သက်ပြီးဒေသခံပြည်သူတွေကရှင်းပြထားပါတယ်ပြူစောတိတွေထဲမှာအရက်သေးစားအလွန်ကျုံသုံးဆွဲတဲ့သူတွေမူရဲစေဝါးသုံးဆွဲတဲ့သူတွေလည်းရှိနေပြီးတော့ပြူစောတိတွေကကလေးမျိုးနဲ့အတွင်းကကြီးရွာတွေကိုမိရှုပ်ဖျက်ဆီးခဲ့ရမှာတတ်တတ်ကြွကြွလှုပ်ဆောင်ခဲ့တဲ့သူတွေဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါတယ်ကလေးမျိုးအနည်းမှရှိတယ်တောင်ဦးကျောင်းတိုက်ကြီးရွာတွေဟာနာမည်ကြီးပြူစောတိကြီးရွာတွေဖြစ်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်စိုင်းပြင်းလေးကျေးရွာအတွင်းကိုရောက်ရှိနေတဲ့အတက်မဲ့စစ်ကောင်စီစစ်ကြောင်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သားများထိခိုက်ဒိဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ23ရက်နေ့နေ့လယ်12:30မိနစ်အချိန်ဘုဒ္ဓလင်စိုင်းပြင်းလေးကျေးရွာအတွင်းမှာလူသက်မီးရှို့ရန်ရောက်ရှိနေတဲ့အတက်မဲ့စစ်တပ်စစ်ကြောင်းကို40မောင်းမှ10လုံး60မောင်းမှ10လုံးနဲ့ပစ်ခတ်တိုက်ခိုက်ရာအတက်မဲ့စစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။ထိခိုက်မှုကတော့များတယ်လို့သိရတယ်။အရေးအတွက်တော့အထူးကြမ မသိရဘူးကျွန်တော်တို့အဖွဲ့ကစားလင်းကြီးအခြေဆိုင်အဖွဲ့ပါပြည်သူတွေကိုတတ်တာမကျေနပ်လို့ဘူးတလင်နေတဲ့အထီကိုတွားပြီးတော့ပြစ်ခဲ့တာပါပြစ်ပြီးတော့ကျွန်တော်တို့လည်းပြန်လည်ဆုတ်ခွာခဲ့ရတယ်အပြန်အလှန်တိုက်ပွဲတော့မဖြစ်ခဲ့ဘူးစစ်ကောင်စီတွေဘက်ကလက်နက်ကြီးနဲ့ပြန်ပစ်တာတွေတော့ရှိတယ်နောက်ပြီးတော့မုံရွာနာမခဘက်ကနေလဲဟာဝေဇာနဲ့ပြန်ပစ်နေတယ်လို့မုံရွာ inventor အဖွဲ့ကတိုက်ခိုက်ရေးခေါင်းဆောင်ကိုမိုးတောက်ကပြောကြားထားပါဗျာ ၎င်းတိုက်ခိုက်မှုကို မုံရွာ inventor အဖွဲ၊ချင်းတွင် dynamite အဖွဲနဲ့ BLDF အဖွဲတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမရယာမြို့နယ်တနယ်လုံးကိုစစ်တပ်ကနေပြည်တော်ရယူဖို့အတွက်စစ်ရင်အားတွေတိုးချဲ့ကထိုးစစ်စင်တာတွေပြုတ်လုံနေပြီးတော့တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေသလိုခြေရွာတွေကိုလည်းလေကြောင်းကနေတိုက်ခိုက်မှုတွေလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေး PDF ကတင်ယူထားတဲ့မရယာမြို့နယ်အရှိချမ်းကဖျောင်းတောင်ပတ်ဝန်းကျင်မှာလဲစစ်တပ်ကခြေချင်းတက်လေကြောင်းနဲ့ပါပူးပေါင်းပြီးတော့ထိုးစစ်စင်တာတွေပြုတ်လုံနေပြီး နှစ်ရက်ဆက်တိုက်တိုက်ပွဲတန်တွေကြားနေရတယ်လို့ဒေသခံတွေကပြောပါရယ်ဒါအပြင်ဖျောင်းတောင်အနီးအယ်ဖာဘီလက်မြေစက်ယုံပတ်လည်နဲ့ကြောက်တရာချေးရွာအနီးကိုမကြာခဏလေးချောင်းကနေတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကားတွေလည်းတောက်လျှောက်သွားတယ် တက်မ33တောင်ချေဘက်ကတက်တွေကနေလဲထွက်တယ်ဒီဘက်ကတော့ရိုးနေပြီအတန်တွေကတော့မထူးဆန်းတော့ဘူးလို့ဒေသခံအမျိုးသမီးတူကပြောပါတယ်မရီယာမျိုးနဲ့အနောက်ချမ်းဝင်စုကျေးရွာအနီးမှာလဲစစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာတပတ်နီးပါးရှိနေပြီလို့ဒေသခံတွေကပြောပါတယ်အော်တိုဘာလာ၁၈ရက်မှာစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အချိန်ဓာတ်ရုံဘုံတွေအုံပြခဲ့တယ်လို့လေချောင်းကတိုက်ခိုက်ချိန်မှာလဲဓာတ်ရုံဘုံတွေကိုအုံပြခဲ့တဲ့အတွက် PDF ရဲဘော်နဲ့ပြည်သူစုစုပေါင်း၁၀ဦးခန့် အစိတ်တင်တာတွေဖြစ်ခဲ့တယ်လို့ပြင်းလွင်ခရိုင်ပကဖသတင်းနဲ့တာဝန်ခံကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ22ရက်နေ့ညနေ4နာရီကျော်မှာမရီယာမြို့အနောက်ချမ်းကမွေတလိုင်းရွာစိတ်ကန်းကို MI35 နဲ့ပစ်ခတ်ရာကန်းကတ်နေတဲ့အောင်သစ္စာတန်ကုန်တစည်းကိုထိမှန်ပြီးတော့လိုက်ပါစီးနေနေတဲ့အသက်28နှစ်အရွယ်မိခင်နဲ့တနေ့အရွယ်တားဖြစ်သူတို့တိတ်ဆုံးခဲ့သေးတယ်လို့သိရပါတယ်။လက်ရှိမှာလည်းမြို့နယ်အတွင်းမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့တိုက်ပွဲနဲ့ဝေးရာမရီယာမြို့နယ်အနောက်ချမ်းကခြေပါတွေကိုလည်း နေတိုင်းနေပါလေချောင်းကနေတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ပြစ်ခတ်တန်တွေကတော့နေတိုင်းနေနေကိုကြားနေရတာလေရင်နေဆိုရင်လဲတခါလာဝဲနှစ်စီးခေါင်းပေါ်မှာအကြာကြီးဝဲပြီးမှပြစ်တာဘုံကျဲလိုက်ဆက်တနက်တွေနဲ့ပြစ်လိုက်ပဲလို့မတရားမြို့နယ်အနောက်ချမ်းကဒေသခံတို့ကပြောပါတယ်အော်တိုဘားလဇန်ကလေးကစစ်ကောင်စီဘက်ကထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်ပြီးတော့စစ်ရင်အများပြားလဲမန္တလေးမြို့ဘက်ကနေပို့ဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်မရီယာမျိုးကိုထွက်တဲ့ကားလန်းအနီးနေထိုင်တဲ့သူဒေသခံတအူးက65တိုင်ရင်ကနေရော နန်းထွေးနဲ့ကနေရောစစ်ကားတွေထွက်တယ်တရက်ကိုနှက်စည်းတော့ထွက်တယ်ပြန်ဝင်တဲ့ကားတွေမှာလူသိမ့်မပါဘူးတခါတလေမန္တလေးမြို့အနောက်ဘက်ကနေမြေကမ်းဘေးကချေးပါတီဘက်ကိုလည်းထွက်သွားတာတွေ့ရတယ်လို့ပြောဆိုထားပါတယ်ပြင်းလွေခရိုင်ပကဖသတင်းနဲ့တာဝန်ခံကိုမေးကြည့်ရမှာတော့တိုက်ပွဲတချို့ဖြစ်ပွားနေတာမှန်ပေမဲ့တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ဖြေကြားခွင့်မရှိသေးဘူးလို့ဆိုပါတယ်အော်တိုဘာလ17ရက်နေ့ကနေဒီကနေ့24ရက်နေ့အထိမတရားမျိုးနဲ့အနောက်ချမ်းမှာစစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်တန်ငါနဲ့ပြည်သူ18ဦးသေဆုံးခဲ့ရပြီးတော့ တန်ရာရရှိသူနဲ့အများပြားရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်ကန်းနီရွာကိုအချက်ပတ်ဆက်တက်ကမိရှုပ်ဖျက်ဆီးခြင်းကြောင့်နေအိမ်ဆယ်လုံးကျော်ပြာကျခဲ့ရပြီးပြည်သူတအုပ်ကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘားလာ23ရက်နေ့မနက်အစောပိုင်းမှာဂျိုးဝင်ကောင်းမြို့နယ်နဲ့အုပ်ဖို့မြို့နယ်အဆက်မှာရှိတဲ့ကန်းနီရွာကဆုတ်ခွာလာတဲ့အချက်ပတ်စစ်ကောင်းစီတပ်သားအယောက်30ခန်းဟာဂမုံးဆယ်ရှင်းလင်းဆောင်တော်ဝိုက်မှာနေမအမြောက်အများကိုထောင်ထားပြီးတဲ့နောက်အချက်ပတ်ဆက်တက်စစ်ကြောင်းဟာ မိုးလဲ၃နာရီ၆မိနစ်ခန့်မှာကန်းဒီကြေးရွာကိုအင်အား60ကန်းနဲ့ထပ်မံစုဖွဲ့ဝင်ရောက်လာပြီးတော့ကန်းဒီကြေးရွာဘော်ပင်တိုက်မှာရှိတဲ့ပြည်သူ့ဝိုင်းနေအိမ်၁၀လုံးကျော်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကန်းဒီရွာကအမျိုးသမီး၆ဦးကိုဖမ်းဆီးသွားပြီးအော်တိုဘားလ23ရက်နေ့ညနေပိုင်းမှာ၅ဦးကိုပြန်လည်လွှတ်ပေးခဲ့ပြီးတော့တအူးကိုတော့ဆက်လက်ဖမ်းဆီးထားတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိကိုစင်နေကိုကန်းဒီနဲ့တငါကုန်းရွာကပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။စစ်ခွဲတွေမိရှုသွားလို့ကန်းဒီရွာကနေအိမ်၁၀လုံးကျော်မိလောင်ပြက် ဆီးခဲ့ရတယ်။အနီးနားကစင်တဲကိုကန်းနေနဲ့တငါကုန်းရွာကပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးနေရတယ်။အမျိုးသမီး6ဦးကိုလူသားတိုင်းအဖြစ်နဲ့ဝိုင်းရဲစခန်းကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။မနေ့ကညနေကတော့9ဦးကိုပြန်လွှတ်ပေးပြီးတော့2ဦးကိုတော့အခုထိပြန်မလွှတ်ပေးသေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်း၊နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။